။စာမေးပွဲမှာဘဲဥမကွဲတဲ့ကောင်လေးကဉာဏ်ကြီးရှင်ဖြစ်နေခဲ့တယ်။မင်္ဂလာပေါင်းတဲ့ခါးကြောင်းနဲ့ညီကောင်းရဲမြဲဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာ။ဒီနေ့မှာတော့ရင်ခုန်ဆိတ်လို့ရှားပွေရာဇလန်းတွေကိုမှကြိုက်နှစ်တက်တဲ့ပြည်သက်ကြီးတို့အတွက် Star on Azure ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။ဇလန်လေးရဲ့အစမှာတော့ဆီယာမားကចောင်းသားတယောက်ကိုအင်္ဂလိပ်လိုစာចောင်းတစ်ចောင်းဖတ်ခိုင်းခဲ့ပေမဲ့သူကသူတီထွင်ထားတဲ့ဘာသာစကားနဲ့ဖတ်ပြခဲ့ပါတယ် ဆီယမကသူ့လောက်ဆိုးတဲ့ចောင်းသားကိုမတင်ဘူးတဲ့အတွက်ဒေါသထွက်သွားခဲ့ပြီးသူ့ကိုအတန်းပြင်ထွက်ကမတ်တက်ရက်ခိုင်ခဲ့ပါလေ။အဲဒီနောက်တင်းချာစာမီးပွဲတစ်ခုမှာသုံးမြောက်ကိုလို့ရိုးရိုးလေးမေးထားပေမဲ့သူကရွှေညံတော်ဆူးရောက်ပြီးတော့နမတ်တစ်ခုကိုဂျိုးရီအဖြစ်နဲ့သူ့ကိုယ်သူစစ်ကြောလာရဲ့ဖန်ဆင်းရှင်လို့တွေးခဲ့ပါလေ။ဒီနောက်မှာတော့သူက၃ခုမြောက်ဂျိုးနဲ့၉ခုမြောက်ဂျိုးကိုပေါင်းစည်းရမှာတိုက်မိသွားခဲ့ပြီး၉ခုမြောက်ဂျိုးကပျက်စီးသွားတော့သူက၃ခုလီ၃လို့ရေးခဲ့ပါလေ။ သူကတော့ယုံကြည်မှုအပြည့်ရှိနေခဲ့ပြီးတော့ဇာမီးပွဲမှာအမှတ်ပြည့်ရမယ်လို့ကြွားတော့သူ့ရဲ့တန်းပေါ်တွေကဘလို့ဖြေခဲ့တာလဲလို့မေးတဲ့အချိန်မှာတော့သူကပြုံးနေခဲ့ပါတယ်။ဒီနောက်မှာမိခွန်းတွေကတကယ်ကိုလွယ်ကူနေခဲ့ပေမဲ့အမှတ်ထွက်လာတဲ့အခါမှာတော့သူကဘဲဥရောင်မကွဲခဲ့ပါဘူး။သူမိဘတွေကိုရေဘိုကန်မှာလက်မှတ်ထိုးခိုင်းဖို့လိုပေမဲ့သူကစုခံရမှာစိုးတဲ့အတွက်အမှတ်စည်းရင်းကိုမပြဘဲနဲ့ခွေးတွေကိုကိုက်ပြီးတော့ဖြစ်စည်းအောင်လုပ်ခဲ့ပါတယ်။သူကအိမ်မေရောက်တော့ခွေးတွေကိုက်သွားလို့အမှတ်စည်းကပျက်စီးသွားကြောင်ပြောခဲ့ပါတယ်။ ဒါကိုကြားလိုက်ရတော့သူ့ဖေကသူ့ကိုရိုက်ပါတော့တယ်။ကောင်းလေးရဲ့နာမည်ကအရှံဖြစ်ပြီးတော့တရမသူကအတန်းပေါ်တယောက်ကစားနေတဲ့ပေါ်လုံးကိုကောက်ကာအောင်းပြင်ဘက်ကိုလွတ်ပစ်ခဲ့ပါတယ်။သူ့တန်းပေါ်ကသူ့ကိုဒေါသထွက်သွားကလည်းပဲညှစ်ခဲ့ပါတယ်။အရှံအိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့တန်းပေါ်နဲ့သူ့မိဘကသူ့အိမ်ကိုလာပြီးတော့အယောတောင်းနေတာကိုတွေ့ခဲ့ရပါတယ်။အရှံဖေကအရှံကိုတခုံးမှမမေးဘဲနဲ့အရှံကိုပားရိုက်ခဲ့ပါတယ်။ ကျောင်းမှာလဲအရှန်ကကန်းကိုအောင်ဆိုးတဲ့အတွက်ဆရာတွေကသူ့မိဘတွေကိုခေါ်ကာအဆိုးဆုံးကလေးလိုဩချရတဲ့အကြောင်းပြောခဲ့ပါတယ်။အရှန်ဆရာမကသူ့မိဘတွေကိုအရှန်ကဘာသာရပ်အကုန်လုံးမှာဘဲဥမကွဲတဲ့အကြောင်းပြောကာကျောင်းဝန်ကြီးကလည်းအရှန်ကိုဆေးရောဂါကိုဆရာဝန်နဲ့ပြဖို့အကြံပေးခဲ့ပါတယ်။အရှန်ကညံကောင်းတဲ့သူ့ကိုနဲ့မရှင်နိုင်ပဲပူဆိုးကျင်တော့သူ့ကိုကထိတ်ဆုံးကျောင်းသားဖြစ်နေခဲ့ပါတယ်။သုံးနှံကျောင်းသားလေးအရှန်ကတော့ဇာမေးပွဲနှစ်ကြိမ်ကြာထားခဲ့ပြီးတော့သူ့ကိုယ်ကိုလိန်ပြီးတော့ခွင့်တိုင်ခိုင်းကအပြင်ထွက်ကစားလေးရှိပါတယ် ။ចောင်းជីကအရှံကိုចောင်းထုတ်လိုက်တဲ့အခါမှာတော့အရှံဖေကဒေါသထွက်သွားခဲ့ပါတယ်။သူသားကចောင်းမှာဘလောက်ပဲစိုးနေပါစေ။စေယောကဖြစ်မနေမှန်းသိတော့သူ့မိတ်ဆွေတယောက်ကိုဖုံးဆက်ကသူသားကိုညီရပြီးတော့ပုံစံပြောင်းလာအောင်ចောင်းရင်ចောင်းစားပို့ဖို့စီစဉ်ခဲ့ပါတယ်။အဲဒီကြောင်းကတော့တမိုင်းတစ်ချောင်းစီကံကြီးဆုံးကြောင်းပဲဖြစ်ပြီးတော့စိုးတဲ့ကြောင်းသားမှန်သမျှအပြစ်ပေးခံရမှာပဲဖြစ်ပါလေ။ဒီနောက်မှာတော့အိမ်နဲ့မခွဲစုဘူးခွဲလာရတဲ့အရှံကသူ့မိဘတွေပြန်သွားတာကိုကြည့်နေရင်းနဲ့ငိုကြွေးမိနေခဲ့ပါလေ။သူ့မိနဲ့သူ့ကိုကအရှံကိုမထားခဲ့ခြင်းပေမဲ့လည်း အရှံကောင်းဖို့အတွက်သူတို့ကထားခဲ့ရတာပဲဖြစ်ပါတယ်။အရှံမိဘတွေမသိတာကတော့အရှံကသင်ကြားမှာရောအင်္ဂလိပ်စာမှာပါမတော်ပေမဲ့အမှုပညာမှာပါရမီပါတယ်ဆိုတာပါပဲ။အဲဒီတော့အရှံကအခုတထောင်ပါတဲ့အယုတ်ဆက်တဲ့ဗဟေရီကိုလမ်းညွန်တော်မလို့ပဲနဲ့မြန်မြန်နဲ့မှန်မှန်နေရာချဆက်နိုင်ခဲ့ပါတယ်။လမ်းမြတ်ကူးတဲ့အခါမှာလည်းသူကချူချင်းစားနေတဲ့ကလေးတယောက်ကို တွေ့ပြီးပြန်သွားကချူချင်းကိုအဖြူအောင်ဆောင်ရွက်ပုံမှာအရေးဖြော်ချကလှပတဲ့အကြောင်းဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူကချိုးချင်းစုံနေတဲ့ကလေးပုံကိုလည်းဆွဲခဲ့ပါသေးတယ်။အရှန်ကအိမ်နဲ့ခွဲရတော့မယ်မှန်းသိတော့သူ့မိသားစုပုံကိုသူ့ရဲ့ပုံဆွဲစာအုပ်ထဲမှာစက်တိုက်ဆွဲထားခဲ့ပါတယ်။ပုံထဲမှာအရှန်ကသူ့မိဘတွေနဲ့သူ့ကိုယ်လို့နဲ့ဖြည်းဖြည်းချင်းဝေးကွာသွားတယ်လို့မျိုးဆွဲထားခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့အရှန်တယောက်သူ့ရဲ့ဝမ်းနည်းမှုကိုဖိနှိပ်ထားခဲ့ပြီးတော့ညသကောင်မှာတော့ဘသူမှမရှိတော့သူကရီချိုးကန်းနဲ့သွားပြီးတော့ငုံနေခဲ့ပါတယ်။ငိုလို့ဝါသွားတော့မှသူကငိုထားမှန်းမသိတာအောင်မျက်နှာတိတ်ခဲ့ပါတယ်။ အခုတော့အရှံကသူမိဘတွေနဲ့အဝေးမှာဖြစ်တဲ့အတွက်အတန်းထဲမှာတတိထားနေခဲ့ရပါတယ်။ဆရာကသူ့ကိုကြပြတဲ့ဘုတ်ကိုရှင်းပြခိုင်းတော့အရှံကမြင်ပြီးခံစားရတဲ့အရာကအမှန်တရားဖြစ်ပြီးတော့မမြင်နိုင်မခံစားနိုင်တဲ့အရာကမူသားဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ဆရာကခေါင်းမီတောက်လောက်အောင်ကိုဒေါသထွက်သွားခဲ့ပါတယ်။တကယ်တော့အရှံကကြပြရဲ့ဆိုလိုရင်းအမှန်ကိုပြောခဲ့တာပဲဖြစ်ပေမဲ့ဆရာကသူ့ကိုပြဿနာကောင်းလို့မြင်သွားခဲ့ပါတယ်။နုပညာတမ်းမှာအရှံကအာယုံမဆိုင်နိုင်တော့ဆရာကသူ့ကိုမြေပြူနဲ့ပေါက်ကတတိပေးခဲ့ပါတယ် ိုင်းနောက်မှာတော့ဆရာကသူ့ကိုလဝါဖြန်ခိုင်းကငားကျဲရိုက်ခဲ့တော့အရှန်လက်တွေကဖူးယောင်သွားခဲ့ပါတယ်။နာကျင်မှုကြောင့်မြေတွေကျလာခဲ့ပေမဲ့လည်းအရှန်ကသူ့ကိုဘယ်သူမှကာကွယ်ပေးမှမဟုတ်မှန်းတိတော့မငိုဘဲနဲ့တင်းထားခဲ့ပါတယ်။မြေတွေနဲ့ အရှန်ပုံစံကဆရာရီနဲ့သူ့ရဲ့တန်းပေါ်တွေတို့ရဲစရာဖြစ်နေခဲ့တော့အရှန်ကချက်ချင်းတုတ်ပစ်ကစာဆက်တင်ခဲ့ပါတယ်။အင်္ဂလိပ်စာတန်းမှာလည်းစာလုံးတွေကသူ့မြင်မှာကောက်ခုံနေတဲ့လူတွေလို ဖြစ်နေခဲ့ပြီးတင်းချာတန်းမှာတော့ကနန်းတွေကပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီเจ้าမှာသူ့မှတ်တွေမတက်လာတဲ့ပြင်အရှန်ကတိတ်တဆိတ်နဲ့စိတ်တူနေတဲ့ပုံစံဖြစ်လာခဲ့ပါတယ်။သူကစောက်တွေအကုန်လုံးကိုမှိုက်တောင်းနေပစ်ခဲ့ပြီးတော့လွယ်ဤကိုလည်းဆောင်းပြင်ကိုလွှတ်ပစ်ခဲ့ပါတယ်။ဒါမှမဟုတ်လည်းပစ္စည်းတွေအကုန်လုံးကသူ့မြင်မှာပင်ကူတွေဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ပင်ကူတွေကသူ့ကိုယ်ပေါ်ကိုတက်လာခဲ့တော့အရှန်ကကြောက်ရွံ့သွားကပင်ကူတွေကိုတေးအောင်ရိုက်တက်ခဲ့ပါတယ်။အဲ့ဒါပြင်ဆရာကအရှန်ကိုယူပီရင်လို့တော့နမ်းပြောင်ပေးခဲ့ပါတယ်။အနုပညာဆရာတယောက်ရောက်လာတော့နောက်ဆုံးမှာအရှန်ကပြဿနာအတွက်အဖြေရှာတွေ့သွားခဲ့ပါတယ်။ ဆရာကတန်းထဲပထမဆုံးဝင်လာချိန်မှာလူရဲတယောက်လိုဝတ်ဆင်ခဲ့ပြီးတော့ခုံလိုက်ပေါက်လိုက်တဲ့တခြင်းဆိုကကျောင်းသားတွေကိုပလီမှုတ်ပြခဲ့ပါတယ်။ကျောင်းသားတွေကသူ့ကိုသဘောကျသွားခဲ့ကြပြီးတော့သူ့နာမည်ရင်းကရမ်မဲဖြစ်ပါတယ်။သူစာသင်တဲ့ပုံစံကဘသူနဲ့မှမတူဘဲနဲ့ကွဲထွက်နေခဲ့ပြီးသူ့ရဲ့ပထမဆုံးနေ့မှာကျောင်းသားတွေကိုစာမသင်ဘဲနဲ့အလွတ်ထားခဲ့ပါတယ်။ကျောင်းသားတွေကသူတို့ဆွဲကျင်တဲ့ပုံတွေဆွဲခဲ့ကြပေမဲ့အရှန်စာအုပ်ကတော့ဗလာကြီးဖြစ်နေခဲ့ပါတယ်။အရှန်ကတခြားဆရာတွေအပြစ်ပေးတာစက်တိုက်ခံနေရမှန်းရန်ကတည်သွားခဲ့ပြီးတော့ မြောက်သားတွေးကြတဲ့အခါမှာတော့အရှန်ကကြောက်ပြီးတော့တုံနေခဲ့ပါလေ။ရန်ကအရှန်ကိုတတိထားမိသွားခဲ့ပြီးအရှန်ကြောင့်တီးရအောင်လို့သူ့အိမ်သွားလေကြည့်ဖို့ဆုံးဖြတ်ခဲ့ပါလေ။အရှန်ရဲ့မိဘတွေကရန်ကိုအရှန်ရဲ့လေးကျင်ကန်းစာအုပ်အဟောင်းတွေပြခဲ့ပေမဲ့စာအုပ်ထဲမှာပျောက်နေတဲ့ပကြီးတစ်ခုရှိနေခဲ့ပါလေ။ရန်ကအရှန်ပကြီးဆွဲတယ်မှမသိတော့အံ့ဩသွားခဲ့ပြီးအရှန်ပကြီးကားတွေကိုကြည့်လိုက်တော့တစ်ချက်ကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းနေခဲ့ပါလေ။ ။ပကြီထဲမှာတော့အရှိမစစ်သားတွေကလိုင်ကောင်းတစ်ခုတူးနေခဲ့ပြီးတော့အနောက်မှာစစ်သားတွေကလိုင်ကောင်းတွေကနေထွက်ပြေးနေခဲ့ကြပါတယ်။လူကြီးတယောက်တော်မှအဲ့လိုအကြံမျိုးတွေးမိမှမဟုတ်တဲ့အတွက်ရန်ကအရှံမိပါတွေကိုအရှံကအယူမို့ဖဲနဲ့ပကြီးပညာရဲ့မှာညံကြီးရှင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။အရှံရဲ့ဘေးကတော့အရှံကပကြီးမှာထိုးကြွန်တာကိုထင်သေးတဲ့ပုံစံနဲ့ပြောလိုက်တော့ရန်ကအရှံအင်္ဂလိပ်စာအုပ်ကိုဖွင့်ကအရှံက B စား D D စား B ကိုရေးထားတဲ့အကြောင်းပြောခဲ့ပါတယ်။ အဲ့ဒီအိဗယ်ကတော့အရှံမှာစာသင်စာဖတ်ရခဲ့တဲ့ယောဂါရှိနေခဲ့တာဖြစ်ပြီးတော့သူကအမြင်နဲ့အကြအာယုံကိုမချိတ်ဆက်နိုင်တာပဲဖြစ်ပါတယ်။အရှံရဲ့ဘေးကတော့သူသားကစာမလုပ်ချင်တဲ့အတွက်ကြောင့်လို့ပြောကလက်မခံခဲ့ပေမဲ့လည်းရန်ကအပေါ်မှာဂျပန်လိုရေးထားတဲ့အယုတ်ဘူးကိုယူကအရှံဖေကိုဖက်ပြခိုင်းခဲ့ပါတယ်။အရှံဖေကဂျပန်လိုမတက်တွက်တဲ့ဒေါသထွက်သွားခဲ့ပေမဲ့လည်းရန်ကသူ့ကိုညင်းမှုအခွင့်အရေးမပေးဘဲနဲ့သူကစိတ်ကြီးဝင်ကမှားနေတဲ့အကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့အရှံဖေကသူသားကိုဘယ်လိုခံစားနေရတယ် ဘာရီကိုဖျက်ကျော်နေရတယ်ဆိုတာကိုဘယ်တော့မှနားမလည်ခဲ့တဲ့အချက်ကိုသဘောပေါက်သွားခဲ့ပါတယ်။သူကဘာနီနေအရှန်ကိုပဲပြစ်တင်ခဲ့ပြီးတော့အရှန်ကအခေယာတွေကိုမှတ်မှတ်နိုင်တဲ့အတွက်ယုံကြည်မှုမရှိကြောင်းရန်ကထောက်ပြခဲ့ပါတယ်။အဲဒါကြောင့်အရှန်ကသူမလုံနိုင်တာတွေကိုဖုံးကွယ်ဖို့အတွက်စိုးကျင်အောင်စောင့်နေတာဖြစ်ကြောင်းပြောခဲ့ပါတယ်။အခုတော့အရှန်ကမစိုးတော့ဘဲနဲ့ပကြီးတော်မဆွဲတော့တဲ့အတီကိုစိတ်သက်ကြနေခဲ့ပါပြီ။ရန်ကအရှန်ကိုယုံကြည်မှုပြန်ရလာအောင်ကူညီပေးခြင်းတဲ့အတွက် အတန်းထဲမှာနမ်မီဂျော်ပကြီးဆီယာလီယိုနာໂດရဲ့ပကြီးကားကိုဥပမာအနေနဲ့ပြခဲ့ပါတယ်။ဒါဗင်ဂျီမှာလည်းစာသင်စာဖတ်ရခက်တဲ့ယောဂါရှိနေခဲ့ပြီးအများအားစာကြောင်းတွေကိုပြောင်းပြန်ရေးလိရှိပါတယ်။ရန်ကဘလက်ဘုတ်ပေါ်မှာပြောင်းပြန်ရေးကမှန်ထောင်ပြခဲ့တော့စာကြောင်းကအရှန်နဲ့ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတော့အရှန်ကစိတ်ဝင်စားသွားခဲ့ပြီးယုတ်တရက်ယူတယောက်ကညံကြီးရှင်ဖြစ်နိုင်မှန်းသဘောပေါက်သွားကပြုံးနေခဲ့ပါတယ်။အတန်းပြီးသွားတော့ရန်ကအရှန်ကိုတရေကြရင်အောင်မြင်လာမယ့်အကြောင်းပြောခဲ့ပါတယ်။ အရှံကယုံကြည်မှုပြန်လာခဲ့ပြီးတော့လေးလာရေးခီးမှလည်းသူကအရင်လိုငေးမနေတော့ဘဲနဲ့တကိုင်းနီနဲ့တဲ့ရွက်တွေကိုကောက်ယူကရေပေါ်ပေါ်တဲ့တင်မော်လီလုခဲ့ပါတယ်။ရန်ကအရှံရဲ့တန်းပေါ်တွေကိုတင်မော်လီကိုပြလိုက်တော့အကုန်လုံးကအရှံကိုချီကျူးခဲ့ကြပါတယ်။အရှံကရှေသွားကခေါင်းကုန်နေခဲ့ပြီးတော့အရှံတယောက်ယုံကြည်မှုပိုရှိလာတာကိုရန်ကမြင်တော့တယောက်တည်းစာတင်ပေးခဲ့ပါတယ်။ရန်ကသူ့ကိုအင်္ဂလိပ်စာလုံးတွေကိုဘလို့ဖတ်ရမလဲဆိုတာတင်ပေးခဲ့ပြီးတော့အရှံတယောက်စိတ်ဝင်စားလာအောင်လဲစာလုံးတွေကိုအရှံလက်ပေါ်မှာရေးပြခဲ့ပါတယ်။ ိုင်တော့အရှန်ကစာလုံးတွေရဲ့ပုံစံကိုခန်းစားမိခဲ့ပြီးတော့ပုံစံတူတဲ့စာလုံးတွေကိုကွဲပြောင်းအောင်ခွဲကရေးကြည့်ခဲ့ပါတယ်။ရန်ကအပေါင်းနဲ့နှုတ်ကနန်းတွေကိုလေကားတက်ပေါ်မှာရေးကအရှန်ကိုတိတိကျကျပေါင်းနှုတ်နိုင်အောင်လေကားတက်တဲ့ပေါ်ခုံတက်ခုံစင်းခိုင်းကတင် जा ပေးခဲ့ပါတယ်။ဒီနောက်မှာတော့အရှန်ကတရက်တည်းတည်းပို့ပြီးတော့တိုးတက်လာခဲ့ပြီးတော့ရန်ကလည်းသူနဲ့တူဂျုံတူတွေနဲ့ဆော့ပေးကအရှန်ကအနုပညာဆန်ဆန်စာတင်ရတာကိုသဘောကျလာခဲ့ပါတယ်။အဲဒီတော့အရှန်ကစာလုံးတိုင်းကနန်းတိုင်းကိုမှတ်မိသွားခဲ့ပြီးတော့ သူ့ရဲ့စာမေးပွဲအမှတ်တွေကလည်းတစ်ခါတည်းတစ်ခါပိုပြီးတော့ကောင်းလာခဲ့ပါတယ်။တကယ်မှာတော့ရန်ကကျောင်းမှာပကြီးပြိုင်ပွဲကျင်းပခဲ့ပြီးအရှံအတွက်အထူးလက်ဆောင်ပြင်ထားပေးခဲ့ပါတယ်။အဲဒီချိန်မှာပဲအရှံဘေကကျောင်းကိုရောက်လာခဲ့ပြီးတော့သူကအရှံကိုဂယူဆိုင်တဲ့အကြောင်းနဲ့ရန်ကိုနားလည်မှုမလွဲစေချင်တဲ့အကြောင်းရန်ကိုပြောပြခဲ့ပါတယ်။သူကရန်ပြောတာကိုနားထောင်ခြင်းနဲ့အကြောင်းပြောတော့ရန်ကပုံမြင်တဲ့ပုံကိုပြောပြခဲ့ပါတယ်။တခါတော့ကဆိုလိုမွန်ကျွန်းပေါ်မှာကျွန်းသူကျွန်းသားတွေက အပင်တပင်ကိုခုတ်ချင်ရင်သူတို့ကတပင်ပတ်ပတ်လဲမှာစဝိုင်းဝိုင်းကတပင်ကိုအဟိဆဲဆူခဲ့ကြပါလေ။ရန်နေငယ်တွင်းမှာပဲတပင်ကတည်ဆုံသွားတဲ့အကြောင်းရန်ကပြောလိုက်တော့အရှံဘီကသူသားကတပင်လိုဖြစ်ခဲ့ရတဲ့အတွက်အပြစ်ရှိစိတ်ခံစားသွားခဲ့ရပါလေ။သူတို့ကအရှံကိုညံကြီးရှင်တယောက်အဖြစ်ကနေအယူတယောက်လိုဖြစ်အောင်ဆက်ဆံခဲ့မိတာပဲဖြစ်ပါလေ။အရှံဘီကရန်ရဲ့ရုံးခန်းကနေအပြင်ထွက်လာတော့သူသားကိုတွေ့သွားခဲ့ပါလေ။အရှံတယောက်ပကြီးပြိုင်ပွဲကြော်ညာဆိုင်ဖို့ကိုကြည့်နေတာဖြစ်ပြီးစာလုံးတစ်လုံးချင်းစီကိုလည်းဖတ်ကြည့်နေခဲ့ပါလေ။ ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့အရှမ်းဖေကအစိမ်းမထိန်နိုင်တော့ဘဲနဲ့ငိုချင်းချခဲ့ရပါတယ်။ပြိုင်ပွဲနေ့မှာတော့ကြသိန်းတော်ထားမတက်ဖနက်ကျိုးတော်မချီတတ်တဲ့အရှမ်းကရေမိုးချိုးပြင်ဆင်နေခဲ့ပါတယ်။ဒီနောက်မှာတော့ညဏ်ကြီးရှင်လေးကသူ့စပင်ကိုတေချာဖိခဲ့ပြီးစုတ်တံတွေနဲ့ဆေးဘူးတွေပါတဲ့အိတ်ကိုဆွဲကာအာယုံတစ်ချိန်မှာ မြေကမ်းမားကိုတွားပြီးတော့ကြီးရှုခဲ့ပါတယ်။အချိန်ကြာလာတော့သူကပြိုင်ပွဲကိုတွားခဲ့ပြီးတော့ဆရာရီနဲ့ចောင်းသားတွေအကုန်လုံးကပကြီဆွဲနေခဲ့ကြပြီပဲဖြစ်ပါတယ်။အရှမ်းကတော့လောမနီပဲနဲ့တီးတန့်ဖြစ်နေတဲ့အပင်အောက်ကိုတွားကာ သူ့ကိုပေးခဲ့တဲ့စီစေးဘူးလေးကိုထုတ်နေခဲ့ပါတယ်။ရန်ကလည်းပကြီဆွဲဖို့ပြင်ဆင်နေခဲ့ပြီးတော့အရှံကိုကြည့်ကပကြီဆွဲဖို့ဇံဝင်သွားခဲ့ပါတယ်။ဒီပြိုင်ပွဲအတွက်ရန်တယောက်ပထမဆုရှင်ကိုရွေးချယ်ဖို့အတွက်ကျွမ်းကျင်ပကြီတိုင်းလူကြီးတွေကိုဖိတ်ခေါ်ထားခဲ့ပါတယ်။အရှံကမြင်မြန်ဆန်ဆန်ပဲဆွဲပြီးသွားကသူ့ရဲ့ပကြီကားကိုရန်စီကိုပေးခဲ့ပါတယ်။အဲဒီတော့အရှံကအကြောင်းပြင်ကမြေကမ်းပေးမှာထိုင်နေတဲ့သူ့ပုံကိုဆွဲထားတာကိုမြင်လိုက်ရတော့ရန်ကအံ့ဩသွားခဲ့ပါတယ်။ ပကြီကားထဲမှာတော့တပင်ပန်းမှန်တွေငားတွေနဲ့ဒရိတ်ဆန်တွေပါဝင်နေခဲ့ပြီးတော့ပကြီကားကလည်းတက်ဝင်နေခဲ့ပါတယ်။ရန်ရဲ့ပကြီကားထဲမှာတော့ပြုံးပျော်နေတဲ့ဆယ်ကျော်တဲ့ကောင်လေးအရှန့်ပုံကိုရေးဆွဲထားခဲ့ပြီးတော့အရှန့်ကလည်းအံဩသွားခဲ့ပါတယ်။သူကပကြီကားကိုကြည့်ပြီးတော့သူ့လိုချင်နေတဲ့အပျော်တွေကူးဆက်သွားခဲ့ပါတယ်။အရှန့်ရဲ့ပကြီကားကပထမဆုံးရခဲ့ပြီးတော့ဒိုင်လူကြီးတွေကကြင်ညာလိုက်တဲ့အခါမှာတော့ပရိသတ်ကချီကျူခဲ့ကြပါတယ်။အရှန့်ကရုတ်တရက်ဆေးလို့ရှာသွားတော့တုံ့နှုတ်ပြီးတော့လေကားပေါ်ကနေတော့ပြုတ်ကျသွားခဲ့ပါတယ်။ ရန်ကချက်ချင်းပဲအရှံကိုပွေ့ချီကာကူညီပေးခဲ့ပြီးတော့စင်ပေါ်ကိုခေါ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့အရှံကပထမဆုကိုလက်ခံရရှိခဲ့ပြီးဒါကအရှံရဲ့ခွန်အားကိုတိမှတ်ပြုံတာမကအရှံဘွားကပိုကောင်းလာတယ်ဆိုတဲ့သင်္ကေတပဲဖြစ်ပါတယ်။အဲဒီချိန်ကစပြီးတော့အရှံကအယူပြင်မဟုတ်တော့ဘဲနဲ့ပါရမီရှင်ပကြီးဆရာလေးဖြစ်လာခဲ့ပါတယ်။ဒါမဲ့လည်းအရှံကဆုကိုချက်ချင်းမယူဘဲနဲ့ရန်ကိုပြေးပြီးတော့ပွေ့ဖက်ခဲ့ပါတယ်။အရှံတယောက်ဒီဆုကိုရဖို့အတွက်ထိုးနှက်ချက်တွေလောင်ပြောင်မှုတွေကြားကနေ ဘယ်လောက်ခက်ခဲခဲခဲကြိုးစားခဲ့ရလဲဆိုတာသူတို့နှစ်ယောက်ပဲသိတာဖြစ်ပါတယ်။အရှံကရုံးပေးလို့နှီးပါဖြစ်သွားခဲ့ပေမဲ့လည်းကံကောင်းထောင်းမှစွာပဲရန်နဲ့တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ရန်ကတော့သူ့ရဲ့ပါရမီကိုတတိထားမိခဲ့ပြီးပေါ်ထွက်လာအောင်ရုံးမပီးဝင်းနဲ့ကြိုးစားပန်းစားစိတ်ရှည်လက်ရှင်နဲ့တင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။ရန်ကြောင့်သာအရှံကယုံကြည်မှုပြန်ရလာတာဖြစ်တဲ့အတွက်ဒီစုကသူတို့နှစ်ယောက်လုံးနဲ့သက်ဆိုင်တာပဲဖြစ်ပါတယ်။အရင်မှာတော့ចောင်းကြီးကအရှံကိုဂုံပြုတ်ဖို့အတွက်ပကြီကားကိုចောင်းရဲ့လက်ကမ်းစာဆောင်မှာထည့်သွင်းခဲ့ပါတယ် အရှိုင်းမိဘတွေကလည်းအံဩသွားခဲ့ကြပြီးတော့သူတို့က run ကိုကျေးဇူးထူးကိုတင်နေခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့အရှန်က run စီကိုပြေးသွားခဲ့ပြီး run ကသူ့ကိုမြေတောင်မြှောက်ပေးတယ်လို့မျိုးပွင့်ချီထားခဲ့ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ဇုံဒီနာဆင်ပေးခဲ့ကြတဲ့တွေလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။